ကဲအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ကတော့ဗိုတက်ကြည့်ပါမန်စီတရင်တွေကိုအမြဲတင်ဆက်ပေးနေတယ်မန်စီဖန်တယောက်ပါဗျာအဲ့တော့ကျွန်တော်ဒီနေ့မန်စီနဲ့ပတ်သက်တဲ့တရင်ဆိုရင်တော့ကျွန်တော်မန်စီတရဲ့အပြောင်းအရွှေ့တရင်လေးကိုကျွန်တော်ပြောပြပေးခြင်းတယ်အဲ့တော့ ဒါဥက္ကရာကြီးနဲ့ကျွန်တော်တို့အင်တာဗျူးရဲပေါ့နော်ကျွန်တော်ဒါမန်စီးတီးတင်းရဲ့ပရီးမီးယားလိနောက်ဆုံးပွဲစဉ်ပြီးမှဥက္ကရာကြီးနဲ့ကျွန်တော်အင်တာဗျူးလုပ်ခဲ့ပေါ့နော်အဲ့မှာကျွန်တော်တို့အခုဆိုလို့ရှိရင်ဒါမန်စီးတီးတင်းရဲ့တရားဝင် YouTube Channel မှာဒီဥက္ကရာကြီးနဲ့အင်တာဗျူးကိုတင်ပြီးတွားရပေါ့နော်အဲ့ဒီထဲမှာပြောထားလဲဆိုလို့ရှိရင်ကျွန်တော်ဒီအပြောင်းရွှေ့နဲ့ပတ်သက်တာကတော့ကျွန်တော်တို့ဒီကလပ်ကပဖလားမတိုင်ခင်မှာဒါ ဥက္ကရာရဲ့ပြောကြားပုံအရဆိုလို့ရှိရင်လူခေါ်မယ်ကျွန်တော်လူတွေအပိတက်ခေါ်ယူသွားမယ်ဆိုပြီးတော့ပြောထားတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဘယ်နေရာတွေခေါ်မယ်ဆိုတာလည်းတက်မှတ်ထားပြီးပြီလို့ပြောတယ်ပြီးရင်နောက်ထပ်ဗာပြောရလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒါဟူဂိုဘီယာနာဆိုတာကျွန်တော်တို့အာကစားဒရိုက်တာအစ်တပြီးရင်ဘီဂရီစတိန်ဆိုတာလက်ရှိအာကစားဒရိုက်တာပေါ့နော်ဘီဂရီစတိန်ထွက်သွားရင်ဟူဂိုဘီယာနာကလုံမှာအခုလက်ရှိမှာတို့တွဲလုံနေတယ်ပြီးလို့ရှိရင်တော့ပက်ကွာရလိုက်ပေါ့နော်တို့ကခုချိန်ဒီဒါယာရီယာပြီးဆုံးတော့ရင်မနားရမယူသေးပဲနဲ့အလုပ်တွေစတိုက်လုံနေပေါ့ဗျာအထူးသဖြင့်လူခေါ်ဖို့လုံနေတယ်အဲ့တော့ ူခေါ်မဲ့နေရာကြီးလဲတို့တက်မှတ်ပြီးပြီးတက်မှတ်ထားပြီးတော့ပြီဒီကလက်ကဘာဖလာမတိုင်ငယ်ပြီးတက်ခေါ်ယူမယ်ဆိုပြီးတော့ပြောပြတော့အဲ့တော့ကျွန်တော်ကဟိုသူပြောတော့တဲ့မှာဘယ်နေရာကြီးခေါ်မယ်ဆိုတာတော့မပြောဘူးညာဒါပေမဲ့ကျွန်တော်ခံမှန်းကြည့်ရတော့တော့မန်စရီဖန်တယောက်နေနဲ့ဒါကိုတင်ဘယ်သူတွေဘယ်နေရာကြီးခေါ်မလဲဆိုတာခံမှန်းကြည့်ရတော့နံပါတ်1ဘူရမန်နီယာခေါ်မယ်ဗျာပြီးရင်ကျွန်တော်တို့ဘယ်နောက်ခံလူညာနောက်ခံလူနေရာခေါ်မယ်ဗျာပြီးလို့ရှိရင်ကျွန်တော်တို့ဒီ နံပါတ်၈ဒန်ဒိုကန်နေရာကိုခေါ်မယ်ဗျာပြီးလို့ရှိရင်ကျွန်တော်ကေဗင်ဒီဘရိုင်းနေရာနံပါတ်10ရူခေါ်မယ်ဗျာအဲ့တော့၄နေရာပေါ့ဗျာအဲ့တော့၄နေရာမှာလက်ရှိထွက်နေတဲ့ဒတင်းနေရာဆိုရင်လည်းအဲ့နေရာအတွက်ပဲကျွန်တော်တို့ဒတင်းတွေကထွက်ပေါ်နေရာဗျာပြောမလို့ဂိုရမားနေရာပေါ့ဗျာဂိုရမားနေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒတင်းကနှစ်ခုတက်လာတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်အစပန်ယိုဂိုရမားဂါစီယာရဲ့ပေါ်တိုဂိုရမားကော့စတာရဲ့ပေါ့ဗျာအဲ့တော့ တို့ဒီမက်ဆီတင်းကနေပြီးတော့လိုချင်ခဲ့တာကတော့ဂါစီယာဗျ။ဒါပေမဲ့ကျွန်တော်တို့ဂါစီယာကိုလိုက်နေတာကျွန်တော်တို့မက်ဆီတင်းတင်းနဲ့မဟုတ်ဘူး။နယူကာဆယ်လည်းလိုက်တယ်ပြီးတော့ဘာစီလိုနာလည်းလိုက်တယ်ဆိုပြီးတင်းနေတက်လာတယ်။ဒါပေမဲ့ဒါပြီးခဲ့တဲ့ရပိုင်းတွင်းကပဲကျွန်တော်တို့ဒါမက်ဆီတင်းကနေပြီးတော့ဂါစီယာကိုမလိုက်တော့ဘူး။ကျွန်တော်တို့ကော့စတာဘက်ကိုလှည့်သွားပြီလို့ဆိုတယ်ဗျ။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဂါစီယာကအာ ဒီသူသွားမဲ့အတင်းကိုရွေးချယ်ပြီးသွားပြီဆိုပြီးတော့ဒါပြောတယ်ဗျအဲ့တင်းကတော့ဘယ်တင်းလဲဆိုတော့ပြောမထားဘူးဒါပေမဲ့ Man City မဟုတ်တဲ့အတွက်အကြောင်းဒါ Man City တင်းကနေပြီးတော့ကျွန်တော်တို့ Costa ဘက်ကိုပြန်လှည့်သွားတယ်လို့ပြောလို့ရတယ်ဗျာအဲ့တော့ Costa ဘက်ကဒါကျွန်တော်တို့သဘောတူညီတယ် Porto တင်းနဲ့လည်းပြောင်းရွှေ့ခြင်းကျွန်တော်တို့အဆင်ပြေတယ်ဆိုလို့ရှိရင်တော့ Costa ကကျွန်တော်တို့ Man City တင်းကိုအတည့်ရောက်လာမဲ့ဂိုရမလို့တတ်မှတ်လို့ရတယ်ဗျာအဲ့တော့နောက်ထပ် ဒါတနေရာပေါ့နော်ညာနောက်ခက်လူနေရာအတွက်ကတော့ကျွန်တော်တို့ဒင်းနေထွက်လာတာကတော့ဒါကျွန်တော်ရှေ့မှာဖော်ပြခဲ့လို့ပဲ Newcastle နောက်ခက် ကစားရမလစ်ဘရာမန်ဒိုရဲ့ပြီးလို့ရှိရင်ကျွန်တော်တို့ဒါဝူနောက်တန်းကစားရမနိုရီပေါ့နော်အဲ့တော့ဒီကစားရမတွေကလည်းဒါပြီးခဲ့တဲ့ယာယီမှာဆိုရင်ခြေစွမ်းကောင်းကောင်းကြီးကိုပြခဲ့တယ်ပရီးမီးယားလီးရဲ့ဒါအကောင်းဆုံးကစားရမဆင်းနေတယ်မှာဆိုရင်လည်းပါဝင်နေတယ်လို့တော့ကျွန်တော်မြင်တွေ့ခဲ့ရတယ်ဒါပေမဲ့ဒါတရင်နေတာထွက်ပေါ်ခဲ့တာဖြစ်ပြီးလက်ရှိချိန်မှာတော့ဒူရိုးနဲ့ပတ်သက်တဲ့တရင်တွေထပ်ပြီးတော့ update တွေထပ်မလာသေးရအောင်တော့ကျွန်တော်တွေ့ရတယ်ဒါပေမဲ့ CDD ဒူရိုးကိုခေါ်မဲ့ list ထဲမှာဒေချာပေါက်ထည့်သွင်းပြီးတော့အတင်းဒီအတင်းချင်းချင်းစကားတွေပြောနေတာဆိုတော့တေချာတယ်အဲ့တော့ ဒါကတော့ဟိုတူးလက်မရောက်သေးလို့လို့ပဲကျွန်တော်တင်းတင်းထက်တက်မလာလို့ပဲယူဆရတယ်ပေါ့နော်ဒါပေမဲ့လည်းမကြအိုင်းနှစ်ယောက်ထဲကတယောက်တော့ရောက်ကောင်းရောက်လာနိုင်တယ်လို့ကျွန်တော်အနေနဲ့ယူဆမိရပြအဲ့တော့နောက်ထပ်တနည်းအဖြစ်တဲ့ Rangers ပေါ့နော် ID Ranger ကတော့ကျွန်တော် AC Milan အတင်းနဲ့ဒါစာချုပ်တန်းရှိနေရဖြစ်တယ်အဲ့တော့ AC Milan တင်းနဲ့လဲစာချုပ်တွေဒါထပ်ပြီးတော့ကျွန်တော်တို့ Man City တင်းနဲ့ပြောင်းရွှေ့ကြီးညှိနှိုင်းနေလို့ကြားသိရတယ်လက်ရှိ Man City ပြောင်းရွှေ့ထဲမှာတော့ကျွန်တော်တို့ဒါအနည်းဆက်ဆုံးရှိတဲ့ ်ဒါပြတ်မဲ့လို့ပြောလို့ရပါတော့ရောက်လာနိုင်ခြင်းအမြင့်မားဆုံးကစားသမားလို့လည်းပြောလို့ရတယ်ဗျာအဲ့တော့ Man City တင်းက Gundogan နေရာအတွက် Rangers ကိုလိုချင်တယ် Rangers ကလည်းကျွန်တော်တို့ Man City တင်းကိုပြောင်းချင်တယ်အဲ့တော့လက်ရှိချိန်မှာ AC Milan တင်းနဲ့ညှိနှိုင်းနေတယ်ဗျာအဲ့တော့ AC Milan တင်းနဲ့တဘောတူညီမှုရခဲ့တယ်ဆိုလို့ရှိရင် Rangers ကကျွန်တော်တို့ Man City တင်းကို DR မှာပထမဆုံးရောက်လာမဲ့ကစားသမားတစ်ဖြစ်လာလိမ့်မယ်ဗျာအဲ့တော့ လက်ရှိအချိန်မှာဆိုလို့ရှိရင်ဒါတချို့တရက်နေမှာဆိုရင်ကစားသမားနဲ့ပုံကိုရေးဆိုင်ရာသဘောတူညီမှုတွေပါရထားတယ်ဆိုလို့ဆိုထားရဗျာအဲ့တော့ကျွန်တော်တို့နောက်ထပ်ဒါ KDB နေရာပေါ့နော် KDB နေရာမှာဆိုရင်တော့ကျွန်တော်တို့ပထမအဦးဆုံးတရင်ထွက်လာတာက base ဗျာဒါ Leverkusen တင်းက Florian base ကိုကျွန်တော်တို့ like ခဲ့တယ်ဒါပေမဲ့ဈေးအရင်ကြီးရဆိုပြီးတော့ Man City တင်းကလက်ဆောင်သွားခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီအရင်ကတည်းကတရင်ထွက်ခဲ့တဲ့ number 10 Rooney အတွက်ပြစ်မှတ်ထားတာတွေကကျွန်တော်တို့ဒါ ဒီ Nottingham Forest အတင်းရဲ့ Morgan Gibbwhite ပေါ့နော် Morgan Gibbwhite ကိုလည်းခေါ်မယ်ဆိုပြီးတော့ဒီနေ့ထွက်လာတယ်ဒါပေမဲ့ဟို Morgan Gibbwhite ကိုကျွန်တော်တို့ဆက်တွေ့စုံစမ်းမေးမြန်းနေဆိုတော့ဒီနေ့တော့ update တွေတော့ထပ်တက်မလာဘူးပေါ့နော်အဲ့တော့အခုနောက်ထပ် number 0 row နေရတဲ့နောက်ထပ်တက်လာတဲ့ဒီနေ့ကတော့ဒါလက်ရှိဒါပြီးခဲ့တဲ့ယာရီပြီးဆုံးမှာပေါ့နော်ဒါ Lion တင်းကထွက်မယ်ဆိုပြီးတော့ဒါဒီနေ့ညထွက်လာခဲ့တဲ့ Chucky ပေါ့နော် Lion တင်းရဲ့ Chucky ကိုကျွန်တော်တို့ Man City တင်းကလိုက်နေဆိုပြီးတော့ဒီနေ့ညထွက်လာတယ်အဲ့တော့ဒီကစားသမားကကျွန်တော်ခုမှအသက်22နှစ်လေးပဲရှိသေးတော့ ျွန်တော်တို့ message တင်းကနံပါတ်10 row နေရာလိုနေတယ်နံပါတ်10 row နေရာလိုနေတဲ့အတွက် like နေတယ်ဒီကစားမလည်းထွက်မယ်ဆိုပြီးတော့ official ပြောတရာဖြစ်တဲ့အတွက်ဒါကစားမနေတာအဆင်ပြေမယ်ဆိုရင်တော့မကြခင်အချိန်တွင်းမှာလည်းဒီကစားမကရောက်ရှိလာလိမ့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ message တင်းကတေးကြတယ်ကျတို့ဒါဥခရာကြီးပြောပုံရဆိုလို့ရှိရင်ဒါကလက်ကပဖလားမတိုင်ခင်မှာလူတွေအပြီးတက်ခွန်မယ်ဆိုတော့ကျတို့ကလက်ကပဖလားစမှာကဂျွန်လ18ရက်နေ့လက်ရှိချိန်ကတော့ကျတို့ဒါခုမေလကွန်ပိုင်းရောက်နေပြီပေါ့နော်အဲ့တော့ ကျွန်တော်တို့15ရက်16ရက်လောက်ပဲတွင်းမှာပဲကျွန်တော်တို့မန်စီတင်ကိုကစားရမတက်တီရောက်လိမ့်မယ်အဲ့လိုပဲကျွန်တော်တို့ဘက်ကမန်စီတင်ကကစားရမဟောင်းနေလဲဖတ်ဖို့များတယ်ဗျဥမာကိုရမခေါ်ရာအဆင်ပြေခဲ့လို့ရှိရင်အိုဒီကာတဲ့ဒုံဟော့အရာဆန်နဲ့တယောက်ထွက်လိမ့်မယ်အဲ့လိုပဲ နောက်တန်းကစားမှခေါ်တာအဆင်ပြေလို့ရှင်တော့ဂျန်နဲ့ကစားတချို့ကိုလည်းကျွန်တော်ရှင်းထုတ်တာတော့ကျွန်တော်ကြားရမယ်ပြီးရင်တော့ကျွန်တော်တို့ Rangers ရောက်လာခဲ့လို့ရှင်လည်းကျွန်တော်ကိုဘတ်စစ်ဂန်ဒိုဂန်ဒိုဘာနာရိုစီဘောက်တွေအတဲရောက်တော့ထွက်လိမ့်မယ်နောက်ပြီးလို့ရှင်ကျွန်တော်နံပါတ်10ကိုရောက်လာရင်တော့ Jack Grealish တို့ဘောက်လည်းထွက်ဖို့များတယ်ပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်တရားလောက်တင်းနေကိုကျွန်တော် Messi Fan တွေကိုပြန်လည်းတင်ဆက်ပေးတာပါအဲ့တော့ကျွန်တော်ဗီဒီယိုလေးကိုတဝကြနှစ်တက်ဆိုရင်ကျွန်တော် YouTube Channel လေးကိုလည်း Subscribe လုပ်ခဲ့ပေးကြပါအောင်ဗျအားလုံးကျေးဇူးတင်ပါတယ်